ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ကတော့2025ခုနှစ် April 18ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တူသွားပြီးမှ reaction လုပ်ကြမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးလူရေးတူရှင်သတင်းတွေဖတ်ပြပေးပါဦးเนาะပထမတစ်ပုတ်ကတော့ AR PDF တွေအမိန့်နာခံမှုနဲ့ စစ်ကျင်းဝဲစီကန်တွေကိုလိုက်တာကြာသူတွေအဖြစ်ချီးကျူးခံရတယ်ဆိုတဲ့သတင်းမဖြစ်ပါဘူးเนาะအဲ့တော့ AR ပြီးမှကျွန်းပေါ်ကပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေအားတဲ့အမိန့်နာခံမှုနဲ့စစ်ဘက်ဆိုင်ရာကျင်းဝဲစီကန်တွေကိုလိုက်နာကြာသူတွေဖြစ်တယ်လို့မဟာမိတ်တွေရဲ့ချီးကျူးမှုတွေခံနေရကြောင်းမျိုးသားညီညွတ်ရေးအစိုးရ UNG ကာကွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးရီမောင်ကပြောကြားလိုက်တယ်ဆိုတဲ့သတင်းမဖြစ်ပါဘူးဗျာ ောက်တဲ့သတင်းတစ်ပုဒ်ကတော့ဒီနေ့မှာချက်မစစ်ကောင်စီရပါတော့ဒီမြန်မာနေသိကူးမှာဒီထောင်တွေကိုခါတာပေါ့နော်ထောင်တွေခါတဲ့အခါမှာအချင်းကြခံသူတွေကိုနော်လွှတ်ပေးတဲ့ထုံးစံရှိတယ်ပေါ့နော်အခုဒီနေ့မှာလည်း၄တောင်နဲ့၈၉၃ကိုပြန်လွှတ်ပေးလို့ကျွန်တော်သတင်းကြပါတယ်နော်ဟုတ်ကဲ့အထက်မှာဆိုရင်တော့ကျွန်တော်တို့ဒီနိုင်ချင်းတွေလွတ်လာတာကိုတော်တော်နည်းတယ်ဆိုတဲ့အနေအထားလေးတွေးရတယ်အဲ့တော့နိုင်ချင်းအကျဉ်းသားပေါင်း၄တောင်ကျော်ရှိတဲ့အထက်မှာပေါ့အစွန်းထွက်လောက်ပဲလွတ်တယ်လို့ပြောတယ်ပေါ့နော်60ကျော်လောက်လွတ်တယ်လို့တော့ကြားရတယ်ပေါ့နော်အဲ့တော့၄00ခိုင်တော့900ခိုင်တော့ပဲလွတ်တဲ့အခြေအနေမှာရှိပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီ ကမ္ဘာရွေးမီဒီယာပူတွဲတည်ဆောင်သူဦးဟန်တန်ငိမ်းပြန်လည်လာတော့ကျွန်တော်တွေ့ရတယ်ဒါ့အပြင်ကျွန်တော်ဒါရိုက်တာစတီးလို့မျိုးပေါ့နော်တကယ်နာမည်ကြီးလူတွေပြန်လည်လာတွေ့ရတယ်ဒါ့အပြင်တခြားသူတွေလည်းကြားရရှိပါနော်ဒါပေမဲ့ဒီနိုင်ဂျင်းနဲ့ပတ်သက်လာရင်တော့တော်တော်လေးကိုနေတဲ့အနေထားမှာတွေ့ရပါတယ်နော်ဒီနေ့မှလည်းအဲ့တော့ဒီနေ့မှလုံငင်းချမ်းသာခွင့်နဲ့ပတ်သက်ပြီးလွတ်လာတဲ့အရာအကြောင်းအရာလေးတွေကိုတင်ဆက်ထားတဲ့သတင်းလေးတစ်ချက်နောက်ကြည့်အောင်နော်မြန်မာနစ်စံတရက်နေ့ဖြစ်တဲ့ဒီနေ့ April 18ရက်နေ့မှာစစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့အကျဉ်းထောင်တွေနဲ့အချုပ်ထောင်တွေက အကျဉ်းသား4863ဦးကိုပြစ်ဒဏ်လွတ်ငြိမ်권ပေးလိုက်တယ်လို့ကြေညာပါတယ်ဒီလွတ်ငြိမ်ဟာနောက်တစ်ချိန်ပြစ်မှုကျူးလွန်ရင်ကြားခံဖို့ကြံရှိတဲ့ထောင်ဒဏ်ကိုပါထပ်ပေါင်းကြားခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လွတ်ပေးတာလည်းဖြစ်ပါတယ်ဒါပေမဲ့အကျဉ်းသားတွေကိုလွတ်ငြိမ်권ပေးရမှာနိုင်ငံရေးအကျဉ်းသားပါတာနဲ့ပြီးတချို့အကျဉ်းထောင်တွေမှာဆိုရင်မတရားဖမ်းဆီးခံထားရတဲ့နိုင်ငံလုံးဝမပါဝင်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ် လက်ရှိမှာလွတ်လာတဲ့နိုင်ဂျင်းစရင်စတင်ကောက်ယူနေပြီးမကြခင်အတိအကျထုတ်ပြန်ပေးမယ်လို့ PPNM ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးက ပြောပါတယ်စစ်ကောင်စီရဲ့ညင်ညာချက်ထဲမှာလည်းဘယ်အကျဉ်းထောင်တွေကဘယ်နှစ်ဦးလွှတ်ပေးမယ်ဆိုတာတော့မပါဝင်ပါဘူးဒါပေမဲ့လွတ်ငြိမ်းစရင်ထဲမှာနိုင်ငံခြားသားအကျဉ်းသူအကျဉ်းသား73ဦးကိုလွှတ်ပေးပြီးကြီးနှင်တန်ပေးလိုက်တယ်လို့ဖော်ပြပါတယ်ပြီးတော့ဧပြီ18ရက်မတိုင်ခင်ကထောင်ဒဏ်ချခံရသူတွေကိုလည်း ကြားခံရမယ့်ပြစ်ဒဏ်ရဲ့6ပုံတပုံကို short pop ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်မှာပါရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုထောင်ဒဏ် short pop ပေးတဲ့အမှုတွေထဲမှာမတရားအသင်းအက်ဥပဒေလက်နက်မှုအကြမ်းဖက်တိုက်ဖျက်ရေးအက်ဥပဒေအာဂရီအမှုတဘာဝဘေးအမှုဖောက်ခွဲမှုမူရစေဝါမှုလူသတ်မှုမဒိမ့်မှုတို့မပါဝင်ဘူးလို့စစ်ကောင်စီကဆိုပါတယ်။ຫນွေဥတော်လှန်ရေးအတွင်းအာဏာသိမ်းမှုဆန့်ကျင်သူတွေကိုအကြမ်းဖက်မှုလက်နက်မှုဖောက်ခွဲမှု မတရားအသိအမှုတို့နဲ့စစ်ကောင်စီကတရားစွဲဆို ထောင်ချထားတာတွေရှိပါတယ်။ဒါအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရအဖွဲ့ဝင်တွေကိုလည်းအာဂရီအမှုတဘာဝပေးအမှုတွေနဲ့ဆက်ဆွဲပြီး မတရားအကျဉ်းချထားပါတယ်။ PPNM ကတော့အကျဉ်းထောင်အသီးသီးမှာမတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံကောင်ဆောင်တွေအပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကို ခြွင်းချက်မရှိအ мян ဆုံးလွတ်ပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။ကဲဒီနေ့မှာကျွန်မမေးအောင်လိုက်ကပါနော်။ဒီထောင်သားတွေကိုလွတ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးထားဖြစ်ပါနော်။အဲ့တော့အကျဉ်းသားတွေဒီနိုင်ငံရေးအကျဉ်းသားတွေကတော့တော်တော်လေးနည်းတယ်လို့ပြောပါမယ်နော်။အဲ့တော့အားလုံးပြန်ပြီးတွေ့ကြည့်တာလေးရာခိုင်နှုန်းလောက်ပဲလွတ်တယ်လို့ကြားပါတယ်နော်။ အဲ့တော့ဒီထောင်နဲ့ပတ်သက်ပြီးတော့လေဒီဦးသိမ်းမြင့်သုံးသက်ချက်လေးနားထောင်ကြည့်ရအောင်နော်ထောင်ဆိုတာကသူတို့ဖမ်းကျင်တယ်ဖမ်းလွတ်ကျင်တယ်လွတ်နေတာပေါ့နော်ဟိုဖះမှာငှက်တီငှက်တီလွတ်တယ်လို့ပေါ့နော်သူတို့ဖမ်းကျင်တယ်ချိန်ဖမ်းပြီးလွတ်ကျင်တဲ့ချိန်လွတ်ပြီးတော့ကုသိုလ်ယူခြင်းနဲ့အချမစစ်ကောင်စီရဲ့စိတ်သဘောထားကိုသုံးသက်ထားတဲ့ဦးသိမ်းမြင့်ပြီးနားထောင်ကြည့်အောင်နော်အောင်အစ်စိန်ထောင်မှာလူတွေပြည့်ကျက်နေပါပြီစိုးစိုးဝါးဝါးပြည့်ကျက်နေတာပါအစ်စိန်ထောင်မှာဆိုလို့ရှိရင်အိတ်ဆောင်တစ်ခုမှာလူတယောက်အိတ်ဖို့နေရာအတွက်အရင်ကတပေခွဲသတ်မှတ်ပေးထားရတာကနေ အခုဆိုလို့ရှိရင်တယောက်ကိုတပည့်ပဲတတ်မှတ်ပါတော့တယ်စဉ်းစားကြည့်ပါတပည့်ဆိုတဲ့နေရာဟာဘလို့နီးနေမှလူတယောက်ချောင်းချောင်းကြီးကြီးအဲ့လိုမရပါဘူးလူတယောက်ရဲ့ပခုံးအကျယ်ကတပည့်ကျော်ပါတယ်အဲ့တော့လူတယောက်နဲ့တယောက်ထိကပ်ပြီးတော့အိတ်ကြရပါတယ်ဒါအပြင်လူတန်းတန်းနဲ့တန်းဒီထိတ်တဲ့အတန်းနှစ်တန်းကခြေချင်းဆိုင်ပြီးတော့အိတ်ကြရပါတယ်ခြေချင်းဆိုင်ပြီးတော့အိတ်တယ်ဆိုပေမဲ့ခြေောက်ချင်းထိတ်တဲ့ထိရောက်ထိပ်ပြီးတော့အိတ်ရတာမျိုးမဟုတ်ပါဘူး လူနှပြန်စားနေရာမရှိတော့နေရာကြက်လွန်းလို့ခြေောက်ချင်းထက်နေပါတယ်ခြေောက်ချင်းမထက်အောင်တယောက်ခြေောက်ကိုတယောက်ကခြေောက်ချင်းခွပြီးတော့ပတ်တာဆက်အိတ်ကြရပါတယ်ထောင်းထဲမှာအကျဉ်းသားတွေရဲ့အခြေအနေကကြက်မာရေးအတွက်အလွန်မတင့်တော်တော့တော်ဆူတာပြီနော်ဆူဆူဝါဝါလူဦးရေကြက်ညက်နေပါပြီအပြင်ဘက်မှာကလည်းဆက်ရလက်ရှင်ကိုစန့်ကျင်တာတွေပုံကန်တာတွေတော်လန်တာတွေကအဆက်မပြတ်ဖြစ်နေပါတယ်သူတို့ပုံမှန်တွေနဲ့ဘာမှမညီဘူးထားအောင် စစ်မှုထမ်းမလိုက်ဖဲနဲ့ထွက်ပြေးတဲ့သူတွေရဲ့မိဘဆွေမျိုးတွေကိုအချောက်တိုက်ဖမ်းဆီးတာမျိုးတွေကလည်းလောက်ရပါသေးတယ်။ထောင်ထဲမှာကဖမ်းမိသားလူတွေနဲ့အပြစ်ထောင်အပြစ်မှာကနောက်ထပ်ဖမ်းကျင်တဲ့လူတွေကလည်းတပုံတစ်ခေါက်နောက်ထပ်ဖမ်းမဲ့လူတွေကိုထောင်ထဲမှာနေရာကျက်တို့နေရာချောင်းချောင်းရှိရှိရှိတဲ့နေပြီးတော့၆လုံးတန်းမှာသွားပြီးတော့ထားမလားဆိုတော့လေသူတို့ကမထားကြင်ပြန်ဘူး။အဲ့ဒီတော့ဆရာနာရှင်တွေလည်းအကွက်ရွှေ့ရညံကစားရပါတယ်။ ဲ့တော့အကျဉ်းသားအဟောင်းအသစ်လဲဖို့အတွက်အခါကြီးရဲ့ကြီးကိုစောင့်ပြီးတော့မကြာခဏထောင်ခါပေးရပါတယ်။သူတို့ပြောနေတယ်လို့ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေဖို့လူသားချင်းစာနာထောက်ထားလို့ဆိုတာတွေဘာမှမဟုတ်ပါဘူး။အဲ့ဒါတွေအကုန်လုံးကဖော်ရှော်တွေအာဖြံကွေးတွေအပလာတွေပါ။ဟွန်းနောက်ထပ်ဖမ်းမဲ့လူတွေအတွက်နေရာမရှိလို့ထောင်ခါတာပါ။အစကတည်းကမတရားဖမ်းမထားလို့ရှိရင်လွတ်เสียရရှိတောင်ရှိမှာမဟုတ်ပါဘူး။အခုတော့ငှက်လို့ကုသိုလ်ဒုက္ခလို့မျိုးသူတို့ပဲဖမ်းတယ်။ပြီးတော့သူတို့ပဲပြန်လွတ်ပေးပြီးတော့ ကုသိုလ်ကရလိုက်ချင်ကြပါသေးတယ်။နှင်းအသက်တစ်ခါလွတ်ငါအသက်၁၀ခါလွတ်တယ်။ကိုးကကအမျက်တင်လိုက်ချင်ပါသေးတယ်။ဟုတ်တယ်။တွေးကိုနှက်တယ်လို့ငားတယ်လို့ဖမ်းလိုက်လွတ်လိုက်လုတ်ပြီးတော့အဲ့ဒါကိုပဲဂိူနာထားတယ်လို့လို့မေတ္တာထားတယ်လို့သူတို့ကောင်းအောင်ဆောင်နဲ့ငှက်လွတ်နိုင်ငံကြီးနဲ့သူတို့လှုပ်ရှားနေတာကြာပါပြီ။ကာယကံရှင်တွေကတော့ကိုယ်ဆွေကိုမျိုးကိုမိတ်ဆွေတွေလွတ်လာတယ်ဆိုလို့ရှိရင်ဝန်တာကြမှာပါပဲ။ဒါပေမဲ့ငှက်လွတ်နိုင်ငံကြီးကိုကျေးဇူးတင်မိရင်တော့ မှားပါလိမ့်မယ်။ဆရာကြီးဦးဝင်းတင်ပြောသလိုပါပဲ။ဒင်းတို့ကျေးဇူးမူးတို့တောင်မှ ရှူစရာမရှိပါဘူး။ ကဲဒါတော့ဥသိမ်းပြတ်သုံးသိမ်းချက်ဖြစ်ပါတယ်နော်အဲ့တော့ဒီအချမ်းဒီပေါ့နော်စတမစစ်ကောင်စီလွတ်ပေးတဲ့သူတွေပေါ့နော်ထောင်ထဲနဲ့ပြန်လွတ်လာရတော့တကယ်ပဲဝမ်းသာပါနော်ဒါပေမဲ့လည်းသူတို့ဂျေဆုတင်စအကြောင်းတကွက်မှမရှိပါဘူးနော်ဖမ်းကလေးကမတရားဖမ်းတာဖြစ်ပါတယ်နော်ဟိုမှာခုထွက်လာတဲ့လူတွေဆိုရင်ဒီဒါရိုက်တာစတီးတို့ပါလို့ဆိုရင်ဘာမှမဟုတ်တဲ့ဟာလေးတွေသူတို့ဖမ်းတာပေါ့နော်အဲ့တော့ဘာပဲပြောစတမစစ်ကောင်စီရဲ့လွတ်ငင်းချမ်းသာမှုကတော့ဒါသူတို့နာမည်ကောင်းရချင်လို့လုပ်တဲ့ဟာဆိုတော့တကယ်ပါတော့လည်းသိပါတယ်နော် ကဲအခုဒီနေ့ပါလဲပေါ့နော်ကျွန်တော် UNG ကနှစ်သိမ့်မိကိုပြောတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရိုင်သမရဦးတို့ကလည်းရှိလာကဘာပြောလဲဆိုတော့စစ်အာနာရှင်တဲ့ကစစ်အာနာရှင်အမှုအချက်တွေလောက်တဲ့သူမှန်သမျှကိုဆန့်ကျင်မယ်ဆိုပြီးမှဂရီပေးသွားရှိတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ထောက်ကြည့်အောင်ခုဆိုရင်နူဒေါ်လာညေကလင်းနစ်တာကျော်လွန်လာပြီဖြစ်ပါတယ်ဒေါ်လာညေအချိန်ကာလအချိန်လာတာနဲ့အမျှပြည်သူလူထု ချိတ်ခိုက်ခံစားရတာတွေလည်းကြီးမားတယ်လို့တိုက်ပြည်လည်းနစ်နာခဲ့ရပါတယ်တဖက်မှာတော့တိုက်ပြည်နဲ့ပြည်သူ့ပန္တာတွေကိုဂုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မဲ့ပြုတ်နေတဲ့ဆုပ်ဥစုကိုတိုက်ထုတ်ရတဲ့တော်လန်ရဲဖြစ်တယ်လို့စစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှကိုစစ်အာဏာရှင်အမူအကျင့်အတွေးခေါ်မှန်သမျှအဆုံးသက်ရဲ့အတွက်ဆင်နွှဲနေရတဲ့တော်လန်ရဲဖြစ်တာကြောင့် ခက်ခဲကြံတမှုတွေအများကြီးရှိတယ်ဆိုတာကိုလည်းအရှိတရားကြကြချင်းမြင်ရမှာဖြစ်ပါတယ်။တတ်နိုင်သမျှဒီဒေါ်လာညေးကိုအများဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားရတဲ့ဝန်ထုပ်ဝန်ပိုးတွေပပျောက်သွားအောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ ကဲဒါကတော့အရှိကြီးပေါ့နော်ပြောမယ်ဆိုရင်တော့သူပြေကွန်ပြောတာတော်ရှိတယ်အဲ့ဒီထဲမှာမှာသဘောကျတာတော့အခုနောက်ပိုင်းပေါ့နော်ဒီစစ်အာဏာရှင်တွေကစစ်အာဏာရှင်စံတော့မူအကျင့်လုပ်တဲ့သူတွေအားလုံးကိုတောင်းလိုက်မယ်ဆိုကြဲကဒါသူတို့အရင်ဆုံးပေါ့နော်ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့လူတွေကိုသူတို့စိုက်မလို့မယ့်အခြေအနေဖြစ်ပါနော်ဒါပေမဲ့လည်းဒီကျွန်တော်ယာယီသမရကဟိုတစ်ခေါက်ကတော့လည်းဒီဝင်ကြီးတွေကိုနော်ပြင်းပြင်းစင်းဖို့ဖိတ်ခေါ်တဲ့ဟာမာအာဘယ်သူမှမလာကြဘူးလို့ပြောမှာပေါ့နော်လာရလို့ရှားတယ်ခဏလာပြီးတော့ပြန်သွားတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တော့ တို့ဝီကြီးစကားကိုတော့ဘယ်သူမှအပြည့်အဝနားနားမထောင်တာတွေ့ရတယ်ဒါပေမဲ့ပြည်ပြင်ပြောင်းလဲမှုကလည်းတကယ်ပဲလိုအပ်နေတာဖြစ်ပါတော့အဲဒီလိုအဲ့လိုပြောတဲ့အခါမှာမနေ့ကလည်းကျွန်တော် UNG နဲ့ပတ်သက်တဲ့သတင်းတော့တင်ခဲ့တယ်ပေါ့နော်အဲ့တော့ UNG ကတော့ကျွန်တော်တို့အတွက်လုံးဝမရှိမဖြစ်တဲ့ ဒီရှေ့ဆောင်လမ်းပြပါเนาะအစိုးရတရက်ဖြစ်ပါတယ်เนาะဒါပေမဲ့လည်းကျွန်တော်တို့ခုချိန်မှာဆိုရင် UNG ထဲမှာလည်းပြည်ပင်ပြောင်းလဲမှုတွေကတော်တော်ကြီးကိုလိုနေတာဖြစ်ပါတယ်အဲ့ဒါကဗစက်အပြောမှုတွေနဲ့ချက်ချင်းလောက်မဲ့အရာတွေဖြစ်တယ်ပါเนาะပြည်ပင်ပြောင်းလဲမလုပ်ဘူးဆိုရင်ပြည်သူရဲ့ထောက်ခံမှုကစရိုက်ကျစနေပါပြီเนาะအဲ့တော့တခြားမကြည့်နဲ့အောင်ကျွန်တော်တို့ဒီဗီဒီယိုတင်တဲ့အောက်မှာ comment တွေကြည့်လိုက်တော့သိနေပါပြီเนาะအဲ့တော့ပြည်သူလူထုရဲ့ထောက်ခံမှုဆက်ပြီးတော့လိုချင်နေဆိုရင်တော့ဒီပြည်ပင်ပြောင်းလဲရမယ့်အရာပြည်ပင်ပြောင်းလဲပြီးတော့တကယ်ပဲဒီဖန်စီစစ်စစ်တဲ့ကိစ္စမျိုးတွေဆိုရင်လည်းတကယ်ပဲတရားစီရင်ကိစ္စတွေမှာဆိုရင်လည်းပေါ့เนาะ တိတိကျကျနဲ့မမှန်ကန်ကန်မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အရင်အရေးကြီးနေပါပြီနော်ဒီဘာကတော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီစစ်မြေပြင်မှာသွားပြီးမှဒီမိကုန်းပြောတာမဟုတ်ဘူးဟုတ်ပဲနဲ့ဇွန်းနဲ့ပြောတာလားမသိဘူးနော်ဇွန်းနဲ့ပြောတာဖြစ်မှာထင်ပါတယ်ဒီမှာဆိုရင်ဘာမှမမြင်ရဘူးပေါ့နော်အာတချို့အပေကုန်းပြောတဲ့ဟာလေလူကိုယ်တိုင်သွားတဲ့ဟာမျိုးဆိုရင်တကယ်တကယ်စစ်သားတွေတခါလေးမြင်ရတယ်ပေါ့နော်သူတို့ရှိမှစကားပြောတဲ့ဟာလေအခုဆိုဇွန်းနဲ့တော်ပြီးပြောနေတဲ့အနေထားလေးတွေ့ရပါနော်ဘလို့ပဲချမ်းသာမစီဒီဖိကွက်ချီးချမ်း အလံမလဲစိတ်ဓာတ်နဲ့ကြံ့ကြံ့ခံဖြတ်တန်းခဲ့ကြတဲ့ရဲဘော်တို့အတွက်အထူးဂုဏ်ယူတယ်အခုဆိုတော်လိုင်းခီလေးနှစ်တိုင်ခဲ့ပြီဖြစ်တယ်လို့အောင်ပွဲလီလီကိုလည်းစွခုနိုင်ခဲ့ကြပြီဖြစ်တယ်ရဲဘော်တို့ဟာ PDF ဖြစ်ခံယူတဲ့နေ့ကစလို့ဘလို့ခက်ခဲမဆိုရင်ဆိုင်မှု ကြော်ရွားဖို့တန်ဓိဋ္ဌာချပြီးဖြစ်တယ်လို့နားလေလေငါတို့ဟာအဆင့်၃ဆင့်ကိုဖြတ်တန်းကြရတယ်ပထမအဆင့်တင်တဲ့တဏ္ဍာရီကလုံးပွက်ပြည့်စီရေးလှုပ်ရှားနိုင်အောင်ကြိုးပမ်းခဲ့ကြရတယ်အခုဆိုဒေတာတိုင်းမှာတတ်တီဆောင်မှုတတ်ဖြတ်နေအောင် ယူမှုဟာ အတိုင်းတာတစ်ခုထိ ပြီးမြောက်ခဲ့ပြီလို့ပြောနိုင်တယ်။အေယာဝရီတိုင်းသားတွေရဲ့အိမ်ပြန်ခရီးကတော့ငါတို့ရဲ့ကွက်ပြေမဟာဗျူဟာကိုပြည်စုံစေခဲ့တယ်။ဒုတိယဆင့်အနေနဲ့မဟာဗျူဟာထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေရှင်လွှဲကြရတာပဲ။အခုရဲဘော်တို့ဟာဒီဆင့်ကိုဖြတ်တန်းနေကြတာဖြစ်တယ်။ တတိယအဆင့်အနေနဲ့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးတရဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်ကဲဒါတော့ဦးမွေမိတ်ကုံဖြစ်ပါရဲ့နော်အဲ့တော့မိတ်ကုံနဲ့မှပြောသွားတော့တကယ်ပဲအားရဖို့ကောင်းတယ်ပေါ့နော်အဲတနိုင်ငံလုံးထွေးထွေးထိုးစစ်ကြီးစားမယ်ပါညာပေါ့နော်အဲတကယ်လည်းမကြိုက်ဘူးပေါ်ပေါက်လာမယ်အနေထိုင်တော့တွေးရပေါ့နော်ဒါပေမဲ့ဒီဒီတနက်စင်းပွဲမှာတော့ပေါ့နော်ဒီလိုမျိုးဇွန်းနဲ့ပြောတာမျိုးတော့တကယ်တော့အဲ့ဒါ trap sign ပေါ့နော်မြေပြင်မှာတကယ်သွားပြောတာ ပြည်သူတွေလည်းကြည်ရတာအဆင်ပြေတယ်ရဲဘော်တွေလည်းပို့ပြီးတော့ဗောနော်စိတ်တက်တက်ကြွားပါဗောနော်အဲ့တော့ပြည်ပြည်မှာစိတ်ပြောတာမျိုးစင်တော့ဒါအကောင်းဆုံးဖြစ်မှာဗောနော်အဲ့တဖက်မှာလည်းဗောနော်ကျွန်တော်တို့ဘိုးကြီးနေမျိုးစင်ကသူ့ရဲ့အကြောင်းနေနဲ့ပတ်သက်ပြီးတော့အခုစကားစားသူ့ကိုတော်တော်လေးတိုက်ခိုက်တာတွေ့ရတယ်ဗောနော်အဲ့တော့ကွန်မန့်နေအောက်မှာဆိုရင်လည်းဒီစကားစားဘက်ကလူတွေကနေမျိုးစင်ကဘာမရင်းကောင်ဘာကြံဆိုပြောတဲ့ဟာတွေကအများကြီးများလာပြီဗောနော်အခုများလာတာဆိုကြတချို့ပြည်သူတွေကအမှန်ထင်မှာစိုးလို့ထင်ပါတယ်ဗောနော်အာဘိုးကြီးမျိုးစင်ရှင်းပြတဲ့ဟာလည်းနောက်ကြည့်အောင်နော်နောက်ကို ကျွန်တော်အချိန်ချင်းလီလီနှုတ်ထုတ်ခွတ်တင်တယ်နှုတ်ထုတ်ခွတ်မပေးဘူးဆိုရင်အာကင်ထားတဲ့တနက်ဟာပြည်သူလူထုကိုနှိပ်စက်ညှဉ်းပန်းအန္တရာယ်ပြုတ်နေတဲ့လူတွေကိုတုတ်တင်ဖို့ပဲဖြစ်တယ်ဘဒုကမှငါမျက်နှာသာပေးမှာမဟုတ်ဘူးစသဖြင့်ကျွန်တော်ဟာလေတံလွတ်ပြီးပြောခဲ့တယ်ကျွန်တော်တနည်းပြောသလိုပဲဗိုလ်ချုပ်မောင်အေးတို့ဘာတို့ကျွန်တော်လှုပ်ကြံဖို့ဒီကျွန်တော်စူးစမ်းတယ်အဲ့လောက်ထိကျွန်တော်ဘက်ကသူသူတိတ်တိတ်နဲ့လုပ်နေတဲ့ပုံရိပ်ပြက်မှုကိုသူတို့သိလာတဲ့နောက်ကျွန်တော်ကိုနှုတ်ထုတ်ခွင့်ပေးလိုက်ကြပါတယ်နှုတ်ထုတ်ခွင့်ပေးရတဲ့အကြောင်းရင်းထက်ဌာနအစစ်အစစ်ကိုကကဒီကကထူးတို့ဘာတို့ပေးဖို့တဲ့မှတ်တမ်းကိုကျွန်တော်ယူဖတ်ကြည့်တဲ့အခါမှာ ဒီယာရှိကိုနှုတ်ထွက်ခွင့်ပေးရသည်ပြီးသည့်ဒီအကြောင်းရင်းဆိုတဲ့နေရာမှာဘာရေးထားလဲဆိုတော့ဒါတစ်ကြောင်းတည်းပါပဲဤအရာရှိသည်စာအလွန်ဖတ်သည်ဒါလက်ရှိဘုံမှုတင်ဦးနဲ့ဘုဒ္ဓခမောင်မြင့်ကြည်သိရင်အားလုံးမေးလို့ရပါတယ်ဤအရာရှိသည်စာအလွန်ဖတ်သည်ဟုတ်ပါတယ်ကျွန်တော်စာအရန်ဖတ်တယ်လို့ပါအားလုံးရဲ့အချိန်ထဲမှာ dictionary တုပ်တော်လောက်ကောင်းစာအုပ်တုပ်တော်လောက်ကောင်းကျွန်တော်အများနဲ့ဖတ်လိဖတ်တာရှိတယ်ပြီပါဘယ်သွားသွားဆိုင်ကင်းနဲ့သွားသွားလမ်းလျှောက်သွားသွားအားကြသူမှုလွေထဲမှာစာအုပ်တုပ်အများနဲ့ပါအောင်စာဖတ်ပါတယ်အများနဲ့စဉ်းစားရတယ်လို့ပြောဖြစ်ပါတယ်ဒါကြောင့်လေကျွန်တော်စစ်တပ်ကနှုတ်ထွက်ခွင့်ပြုဖို့ ခိုင်လုံတဲ့အကြောင်းရင်းဟာအီယာရှိသည်စာလွန်ဖတ်သည်ဆိုတော့စစ်တပ်ဟာပညာတတ်တွေစာဖတ်တဲ့သူတွေမလိုလားဘူးမထားဘူးဆိုတဲ့သတိဖြစ်ပါတယ်ဆိုတော့အခုဒါမင်းအွန်လိုင်းအုပ်ချုပ်နေတဲ့ဖက်စစ်တပ်ဥဆောင်တဲ့ဖက်စစ်တပ်ပညာတတ်တွေပညာတတ်တွေကိုအလိုမရှိတဲ့စာဖတ်သူတွေကိုဟိုထုတ်ထုတ်ပယ်ပြစ်တဲ့ဖက်စစ်တပ်ဟာပညာတတ်တွေနေပါသွားနေပါပြီသူကသူအဘွေကြီးတွေညာဘွေကြီးတွေတိတိတုတ္တမဘောမဘွေကြီးတွေအကမဟာပဏိတာတိတိတုတ္တမမဟာရှင်စာရိတ္တပြပြဘွေကြီးတွေဘလောက်ပဲသူပေးပေးပေးနေပေးနေပညာမဲ့တွေပေးတဲ့ဘွေဟာပညာမဲ့ကြောင့်တက်တည်တာဖြစ်ပါလိမ့်မယ် တော့ဆက်ပြောချင်တာအခုသဘောကဘေးတွေကျုံပြီမလင်ဘေးကြီးတွေကျုံပြီမဖြစ်ခင်3-5နှစ်အလိုကလေးကမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရကနိုင်ငံတကာသုတေသနငလင်ပညာရှင်တွေအပါအဝင်အားလုံးရဲ့သုတေသနပြည်ချင်းရမြန်မာပြည်မှာအလွန်ကြီးမားတဲ့သဘောကဘေးကြီးတွေအလွန်ကြီးမားတဲ့ငလင်ကြီးတွေလှုပ်ခတ်နိုင်ချေမြင့်ဆုံးဖြစ်နေပြီမို့လို့မှန်တယ်လေကမ္ဘာကြီးကနှစ်ပေါင်း80တရာတိုင်းမှာအမြဲတမ်း Richard Sarsky ခုနှစ်ကျော်ပြီးပြင်းထန်ကြီးမားတဲ့ငလင်ကြီးတွေလှုပ်လှုပ်လှလှရှိတာမို့ဒီချိန်ဒီကာလလှုပ်ကိုလှုပ်တော့မှာဖြစ်တယ် ီးတော့လည်းသခိုင်း fault ပြည့်ရကြီးကလည်းပဲဘယ်ကနေဘယ်ထိသွားထားပြီးဆိုတော့ဟိုတိပ္ပံမြင့်ရှင်တွေစနစ်ကြတိုင်းထွာထားပြီးသိရှိပြီးဖြစ်တယ်နောက်ဆုံးအခုသွားတဲ့ Adam Penalty ထိကိုဟိုဘယ်နေရာထိကိုဆင်းသွားတယ်ဒီ Africa တိုက်ကကုန်းမြေကုန်းမြေကုန်းမြေတိုက်ကြီးကြောကြီးကလွန်ခဲ့တဲ့နှစ်ပတ်တန်းတော့ဒီအာရှတိုက်ရဲ့ဒီကုန်းမြေကိုလာဆောက်နေတဲ့ကြောင့်မလို့အခုငလင်ပြည့်ရကြောနေရာကြီးကကိုယ့်ဘက်ကနေပြီးတော့နောက်ဘက်ကနေအရှိကိုလာဆောက်တဲ့တိုက်ကြီးဖြစ်တယ်ကီလိုမီတာပေါင်းပေါင်းနဲ့ချီတဲ့တိုက်ကြီးဖြစ်တယ်မြေလွာလူကြီးဖြစ်တယ်ဒီမြေလွာကြီးကမန္တလေးကတစ်ဆက်တည်းမဟုတ်ဘူးအကြာကြီးနဲ့ထိနေပွတ်နေတာက တကူကအောက်ကိုဆင်းတကူကပေါ်တက်တယ်ဟာပညာရှင်နဲ့တေချာသုတေသနပြုံးပြောပြထားပြီးတော့မြမပြီမှာဖြစ်လာတော့မယ်စနစ်တကျပြင်ဆင်ကြအောင်ဆိုပြီးပညာရှင်အစုဖွဲ့တွေနဲ့အလင်ဘေးတွေကာကွယ်ရေးတွေကယ်ဆယ်ရေးတွေထူထောင်ရေးတွေကိစ္စအတွက်ဘီလီယံပေါင်းမျောများစွာရမုံငွေပြင်းနဲ့စနစ်တကျ team တွေဖွဲ့ပြီးတော့လက်ချမှုတွေတေချာစက်တနနာပြုလုပ်ခဲ့ကြတယ်ရခိုင် NLD အစိုးရပြည်သူ့ရွေးချယ်တင်မြှောက်တဲ့ဒီမိုကရေစီအစိုးရလက်ထက်မှာဒါပေမဲ့ပြည်သူ့ရွေးချယ်တင်မြှောက်တဲ့ဒီမိုကရေစီအစိုးရကိုတနပ်ပြောင်းတဲ့ချိန် yes ဆက်ဆက်ဖန်စီ ်ဆန့်ကျင်တဲ့ပြည်သူလူငယ်အားလုံးကိုရက်ဆက်တပ်ဖြတ်ပြီးအာဏာလုယူလိုက်တဲ့မင်းအောင်လောင်လက်ထက်မှာဘာကဲစဲကူညီရေးအစီအစဉ်မှမရှိသလိုပြည်သူအတွက်ဘာတန်ဖိုးမှလည်းမထားဘူးဆိုတော့အခုမလင်ဖြစ်ပြီးတဲ့နောက်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟန်ပြနေတဲ့ပေးဝင်တယ်တယ်လာတဲ့တန်ချိန်နဲ့ရှိတဲ့ရိတ်ခါတွေအဖို့တန်ငွေဒေါ်လာတွေအားလုံးကိုစစ်တပ်ကယူတယ်ဇတိသဘောကယ်ဆယ်ရေးပေးပြီးတော့နေပြည်တော်နဲ့ပတ်ဝန်းကျင်ကသူတို့ရေးကြည့်တဲ့ရုပ်လုပ်ငန်းရှင်တထေးတွေပိုင်နေတိုက်လို့လို့ဘာတွေနေပြည်တော်ကလျှို့ဝှက်လိုင်းကူတွေဒီလောက်ကိုပဲကယ်ဆယ်ကူညီလုတ်ခွင့်ပေးပြီးတော့ပြန်လွှတ်လိုက်ကြပြီ တည်သောဆုံးရှုံးသွားသောသူအနည်းဆုံး၄000 5000အထက်ရှိတဲ့ချိန်မှာကယ်ဆယ်နိုင်တဲ့လူဟာယာကဒန်းတော့မရှိပါဘူး။ဇတိတဘောပဲပေးလို့လိုက်ပြီးတော့သူတို့ဟာအခုဆိုရင်အကြံပွဲပျော်ပျော်ဆင်ထွဲပြီးတော့ပြည်သူထောင်နဲ့ချီပြီးတည်သွားတာဘီလီယံပေါင်းအခုဆိုရင်ပညာရှင်တွက်ချက်ပြချက်ရဘီလီယံပေါင်းယာနဲ့ချီပြီးတော့ဆုံးရှုံးသွားတာပြန်လည်ထူထောင်ဖို့အတွက်ဘီလီယံပေါင်းယာထောင်ချီပြီးလိုအပ်နိုင်တဲ့အနေအထားအတွက်ပူပင်မှုလုံးဝမရှိဘဲအေးအေးဆေးဆေးနဲ့သူအာနာဆက်လက်တည်မြဲအတွက်ကိုပဲကြိုးပမ်းနေတာကြည်ချင်းအဖြစ်ကျွန်တော်တို့တွေဟာဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ဒီမြေမှာလုံးဝမရှိတော့အောင် ာနာရှင်စနစ်ကအမြင့်ဟုတ်ငွေအသက်အရေးအနွယ်အပွားဘာမှမကြံတော့အောင်မလုံနိုင်သေးသေးဖြင့်ကျွန်တော်တို့ပြည်သူအလုံးဟာတနက်ကင်လူတွေရဲ့ဖြစ်စည်းချင်းချောက်အာဏာပြခြင်းလူတွေရဲ့သူတို့ဖြင့်ပညာတတ်တွေရဲ့ဥဆောင်စီမံအုပ်ချုပ်မှုမရတဲ့အတွက်ကြောင့်သဘောဝဘေးလူလူဘေးတွေဘေးမျိုးမျိုးကနေပြီးတော့ဝမ်းနဲ့ကြည်ကွေးစွာရင်ဆိုင်ရခြင်းဒါတွေဆက်လက်ကျုံဆုံနေရအောင်ပါပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အနည်းချုပ်ကတော့အခုပြီးခဲ့တဲ့မိနစ်တစ်နည်းကတောင်သာမြို့နယ်ထဲမှာနောက်တစ်ခါရင်းနှီးချောင်းနဲ့ပကံကိုဆက်သွယ်ထားတဲ့ မင်းကျူရွာအတွင်းကိုပြတ်ပြက်ဖြတ်စီးဆင်းလာတဲ့ကြီးမားတောက်ခွေကောင်းတဲ့ရေစီချောင်းကြီးတွေရဲ့နေထားတောင်ငါမြို့နယ်တဲမှာလည်းအလားတူရေတွေစီးထွက်လာတာတချို့ရွာတွေမှာဆိုရင်ပကြားရေးတွေတန်းနေပြီးရေတွေအလိုလောက်တက်လာပြီးတော့ရွာသူရွာသားတွေဖြတ်ပြေးကြတဲ့အနေထားဓာရီကြီးချင်းအဖြစ်သဘာဝကြီးကကျွန်တော်တို့ကိုဒုံတရားကြောင်းလဲဖို့နမိတ်တွေကျူပြနေပြီးအရေးတွေကျူပြနေပြီးဒီဒေသဒီနေရာဒီအကြောင်းအရာနဲ့ဆက်ဆိုင်တဲ့လူတွေပညာရှိသောလူတွေပညာဆိုတာအတတ်ပညာတက်ခတ်မှမဟုတ်ဘူးနော်တွေးခေါ်ဆင်ခြင်တုံတရားစာဖတ်ပြီးတော့ပညာရှိသောသူတွေ တဘာဝကြီးကစင်ခဲစင်ခဲသတိပေးလာပြီး warning ထုတ်ပြန်လာတဲ့အချိန်မှာမင်းတို့လွတ်ရရှောင်းဧည့်သည်ကူညီတွေလုတ်ရေပြတ်မှာပကြားရည်တွေဖြစ်လာပြီးမြေတွေပြိုကျနိုင်နေဆိုရင်ကိုမြင့်နဲ့အများကြီးရှိတယ်မင်းတို့ရှောင်ကြရှားကြမရှောင်ပဲပေကပ်ပြီးတော့သူလည်းနေတယ်ငါလည်းနေတယ်ငါမှမတက်နိုင်လို့အသေးခံမယ်ဆိုရင်တဲ့လူတွေအားလုံးတက်ကတော့ရေကြီးကြီးကမ်းပြိုမထင်မှတ်နိုင်နဲ့မထင်မှတ်နိုင်နဲ့ဆိုတဲ့စကားလုံးကအခုအဲကျွန်တော်တို့အားလုံးလည်းအခုတွေ့ပါလိမ့်မယ်ဒီငလင်ကြီးဖြစ်လာမယ်ဆိုတာဘယ်သူမှလည်းမထင်မှတ်ဘူး ဘယ်သူမှမထင်ပါဘူးဒီလောက်ထိကြမ်းတမ်းပြီးတော့ထိုင်နေတဲ့စပွဲတော်မှာလှုပ်ခါရမ်းသွားပြီးတော့လူကိုယ်တိုင်ဘေးကိုလွင့်တက်သွားတဲ့အထိပြင်းထန်တဲ့ကမ္ဘာမြေကြီးကတုံ့ဟီးလာလိမ့်မယ်ဆိုတာဘယ်သူမှမထင်မှတ်ခဲ့ဘူးအဲအလားတူပဲဘယ်သူမှမထင်မှတ်ခဲ့တဲ့ကိစ္စတွေကမ္ဘာကြီးမှာအချိန်ချင်းဖြစ်ခဲ့ပြီးပြီဆိုတာကိုလည်းဟိုးအီဂျစ်ပြည်မှာအော်ဒီဒီဂျာမန်ပြည်မှာပေပေါင်း၄80လောက်မြုပ်နေတဲ့အဆောက်အအုံကြီးတွေဘေးချင်းဘေးကာလဘာအကြောင်းအရာကြောင့်မှမသိတဲ့လိုင်းလုံးကြီးတွေတော်တော်ကောင်းမြေသားပိုးချမှုတွေကြောတော်တော်ကောင်းရေကြီးမှုတွေတော်တော်ကောင်းပြုတ်သွားတဲ့လက္ခဏာတွေကျွန်တော်တွေ့ပြီးသားတွေပဲအဲမဲ့လိုတော့အချိန်ပါအခုရေစီးကြောင်းတစ်လျှောက် ခုဒီအပိုင်းဖြစ်နေတဲ့ရေစီကြောင်းတစ်လျှောက်ကမြို့ရွာတွေငလင်းပြည့်ရွေကြောကြီးတစ်လျှောက်ကမြေသားအကြောင်းကြီးနဲ့နှိမ့်ကြမှုတွေဖြစ်ပေါ်သွားတဲ့နေနာပဝင်ကျင်ကမြို့ရွာတွေငလင်းပြည့်ရွေကြောတစ်လျှောက်ကအခုချိန်ထိ register scale 3 4ကြောကြောစစ်ဆက်မပြလောက်ခါနေသေးတဲ့ပတ်လေကမြို့ရွာတွေအဲ့ဒီဟာလူသားတွေအနေနဲ့အတိတတိရှိရှိကျွေးပြောင်းခြင်းတော်လကောင်းပြင်ဆင်ခြင်းတော်လကောင်းတောင်ပေါ်တောက်သားမြေမာရှိတဲ့နေရာမှာရအောင်ပြင်ဆင် နေရာချပြောင်းရွှေ့ခြင်းဖြင့်သောလကောမိမိကိုမိမိကာကွယ်ဖို့ကြိုးစားကြစေချင်ပါတယ်။အုတ်ချုပ်တဲ့ဖက်စစ်အကြံဖက်မေအောင်လိုင်းအာနာရှင်ကြီးကနေပြီးတော့သတိပေးမှုကာကွယ်မှုကယ်တင်မှုလုံးဝမပြောလဲမှာနဲ့သူတို့တွေအာနာဆက်အသက်ရှင်မှုမှလွဲ၍ဘာမှစိတ်ဝင်စားတဲ့မိစ္ဆာလောကသားတွေကြောင့်ကျွန်တော်တို့ပြည်သူတွေကြီးတဲ့ပို့ပြီးဆင်းရဲဒုက္ခမရောက်ကြစေချင်ပါဘူး။ကဲဒါတော့ဘိုးကြီးမျိုးစစ်တင်ပြထားတဲ့သတင်းပဲဖြစ်ပါเนาะအဲ့တော့အဲဒီထဲမှာဆိုရင်ဒီရေကြီးတာနဲ့ပတ်သက်ပြီး သုံးတထားလည်းတွေ့ရတာပေါ့နော်အဲ့တော့မွေးရသည်ရောက်တော့မှဖြစ်တဲ့အတွက်ပေါ့နော်မွေးရသည်လည်းဝင်နေဖြစ်တဲ့အတွက်ဒီမြို့တရရေကြီးတာတွေကဖြစ်နိုင်ကြည်ဒီလာလာရှိတယ်ပေါ့နော်ဘာလို့ဆိုတော့တိတိခုတ်ထားတာတွေကမနေဘူးเนาะအခုဆိုတချို့နေရာဆိုတောင်တွေကဂရုံးတွေဖြစ်နေပေါ့နော်အဲ့တော့မိုးရွာတဲ့ခါမှာမနစ်ကဆိုလေအားလုံးမြင်တဲ့အချိန်မှာရုတ်တရကြီးရေကြီး တခါမှရေမကြီးတဲ့နေရာတွေမြို့တွေမြို့ထဲတွေကိုရေတွေကကြီးပြီးရှာတာမြို့တွေပေါ့နော်ဒီတစ်ထက်မှလည်းထပ်ပြီးဖြစ်နိုင်မှုရှိတဲ့အတွက်ပေါ့နော် သတိထားဖို့လိုပါတယ်နော်အဲ့တော့ငလင်နဲ့ပတ်သက်ပြီးတော့လေအာဒီပညာရှင်တွေတုံ့တက်တာကတော့ပေါ့နော်ဒီငလင်ကတော့စတိုက်ဖြစ်နေဦးမယ်ဒါပေမဲ့တဖြည်းဖြည်းတဖြည်းဖြည်းနည်းသွားပြီပေါ့နော်ဟိုတော့7.7လောက်ပြီးသွားပြီဆိုရင်ဒီထက်နှိမ့်နေနှိမ့်နေဟာပေါ့နော်အဲ့လိုလောက်ပြီးတော့နည်းနည်းနည်းအချီကျနေနေတော့တုံ့တက်တာတွေ့ရတယ်ဒါပေမဲ့ဟိုအဲ့လိုမျိုးဒီထက်ဒီလိုမျိုးပေါ့နော်7.7လောက်မျိုးတကယ်ကြီးမားတဲ့ငလင်တော့ထပ်ပြီးတော့မလာတော့ဘူးဆိုတာသိကြတယ်ပေါ့နော်ဒါပေမဲ့ငလင်တွေကတော့တေးသေးသေးလေးတွေကနည်းနည်းချီလောက်နိုင်တယ်လို့တော့တုံ့ ထားတွေ့တယ်တော်တော့ငလင်ဘေးအန်ဒီရကတော့အရင်ကြီးကြောက်စရာတော့မရှိတော့ဘူးเนาะဒါပေမဲ့လည်းကျွန်တော်ရေကြီးတဲ့အန်ဒီရကတော့နည်းနည်းလေးအထိထားမဲ့အခြေအနေမှာရှိပါတယ်เนาะကဲနောက်ဆုံးမှာတော့ကျွန်တော်ကိုစီတုံးတက်ထားတဲ့သတင်းတော်လေးတစ်ချက်နောက်ကြည့်တော့เนาะမထားတဲ့ဘက်မှာအာဆီယံကအပါဝင်ဖြစ်တယ်။အာဆီယံဟာခေတ်ဆက်ဆက်မြန်မာစစ်ဘုံချုပ်တွေနဲ့လက်တွဲအလုပ်လုပ်လာပြီးတော့အခုຫນွေဦးတော်လန်ရင်းမှလည်းဒီမြန်မာစစ်ဘုံချုပ်တွေရဲ့မတရားအာဏာသိမ်းမှုကိုသူတို့တိပိမဲ့ အာဆီယံဟာမင်းအောင်လှိုင်ကိုအာနာစသိန်းတဲကလက်ခံထားလာဒါပေမဲ့ပေါ်တင်လက်မခံရဲတဲ့အတွက်ခိုးကြောင်ခိုးဝဲလက်ခံလာတယ်အခုရွေးကောက်ပွဲကိုအတင်းအဓမ္မလုတ်ခိုင်းတာဒီတရားဝင်လက်ခံလို့ရအောင်ရွေးကောက်ပွဲကိုအတင်းလုတ်ခိုင်းတာဒါပေမဲ့လို့ရွေးကောက်ပွဲအချိန်ထိစောင့်စီရမလို့ပဲနဲ့ငလင်ဖြစ်ပေါ်လာတာကမြမပီသူတွေအသက်သွေးတွေချွေးတွေပေးဆက်ကပဲမဲ့အဲ့ဒီစစ်ဘုံချုပ်တွေအတွက်ကအခွင့်လန်းကောင်းဖြစ်သွားတယ်အဲ့ဒီငလင်ကိုအကြောင်းပြုပြီးအာဆီယံအခုမြန်မာနိုင်ငံမှာရှိတဲ့စစ်ဘုတ်ချုပ်တွေနဲ့စကရောဖော်ရောလုပ်ပြီးတော့ နော်ဖင်လို့ဖင်ခံလှုပ်နေကြပြီနော်အခုအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ AUG အပါဝင်လက်ရှိမြန်မာပြည်ရဲ့တိုင်းတော်လိုင်းအင်အားစုတွေဘက်ကစာထုတ်ပြီးတော့ပြင်းပြထန်ထန်ကန့်ကွက်ပြီးအဲ့စာကိုကျွန်တော်ဖတ်ပြပါမယ်အာဆီယံအကူအညီစက္ကစက္ကနေပေးမှာကိုအပြင်းထန်ကန့်ကွက်စစ်ခေါင်းဆောင်မင်းအောင်နိုင်နဲ့အာဆီယံခေါင်းဆောင်များတွေ့ဆုံရန်ရှိသည့်တည်နှင့်ပတ်သက်၍သဘောထားထုတ်ပြန်ကြေညာချက်အဲ့မှာပါတဲ့အရာတွေအားလုံးမှန်တယ်လို့တော့ကျွန်တော်တို့မပြောလို့ဘာဖြစ်လို့လဲဟိုတော်လိုင်းအင်အားစုဘက်ကိုပေးပါလို့လဲဒါပြည်သူတယောက်အနေနဲ့ တစ်ဖက်တည်းမပြောချင်ဘူးဒါပေမဲ့တခုရှိတာကလက်ရှိနာဂစ်ဖြစ်သေးကနာဂစ်ဖြစ်တယ်ရခိုင်လေပင်ဖြစ်တယ်ပြီးလို့ရှိရင်ရေကြီးမှုဖြစ်တယ်နော်အခုငလျင်ဖြစ်တယ်ဒါပေမဲ့နိုင်ငံကအကူအညီတွေအားလုံးဒီဒီစေအောင်စုရှိရပဲစီစဉ်ရတယ်အဲ့လိုစီစဉ်ခဲ့တဲ့တောက်လျှောက်မှာတကယ်ဒေတာခံခံစားရတဲ့ဒုက္ခခံစားရတဲ့ပြည်သူတွေရှိကိုနိုင်ငံတကာကကူညီထောက်ပံ့တဲ့အရာတရားရာခိုင်နှုန်းမပြောဘူးနော်နော်90ရာခိုင်နှုန်းရောက်လာ တရားရာခိုင်နှုန်းမပြောဘူးမြန်မာနိုင်ငံတကာကဒေါ်လာတန်းတရာလှူလိုက်တယ်ဆိုရင်အဲ့ဒီဒုက္ခရောက်တဲ့ဒေတာကန်ပြည်သူကြီးကိုတန်း90ရောက်ခဲ့ဖူးလားတေးကြပါလေเนาะအဲ့တော့တိုင်းနာခေါင်းဆောင်တွေလက်နက်ကောင်းကန်ကောင်းဆောင်တွေအယူကြီးခေါင်းဆောင်တွေအနေနဲ့เนาะဘာလောက်ကမလဲဆိုတဲ့အရာကိုပြည်သူကိုရှင်းရှင်းလင်းလင်းချပြပြီးတော့ပြက်ပြက်သားသားလောက်ကမယ်အချိန်ရောက်ပါပြီရန်သူကတော့ရန်သူပိဒါဆိုတာတူလောက်ဖို့ရှိတော့တန်ခမ်းကြီးလောက်နေပါလေကျွန်တော်တို့ဘက်ကလည်းเนาะကျွန်တော်တို့တွေက တိုင်းပြည်အတွက်ပြက်သားတဲ့အချိန်မှာပြက်သားပေးကြပါစခန်းလေးတစ်ခုတိန်းအောင်ကြည်ညူးနေတဲ့အဆင့်နေလို့ရတဲ့အချိန်ကာလမဟုတ်တော့ပါဘူးဒါအရေးကြီးပါပြီအခုဆိုအာဆီယံရမှာသူတို့ဘက်ကဝင်တိုက်တဲ့အနေအထားဖြစ်လာပြီဒီလိုအနေအထားမှာကျွန်တော်တို့ဘက်ကပြက်ပြက်သားသားလုပ်ကောင်းမယ်အခုနေနေပြည်တော်တိန်းပြီးနေပြည်တော်မှာစေအောင်ချုပ်ထိုင်လိုက်ပြီး PDF တွေဘက်ကအဲ့ဒီအာဆီယံချက်ချင်း PDF ရုံငန်းရောက်လာလိမ့်မယ်နော်ဒီကောင်လေးစောက်ကြည့်ရင်ဒါပဲအဲ့တော့ကျွန်တော်တို့တွေလုံပြဖို့လိုတယ်ထိုင်းလာလက်မခံဘူးလားโอเคရတယ်ဘာစမ်းနဲ့မပြောနဲ့ထိုင်းနယ်နမိတ်တောက်လျှောက်ကိုတိန်းလာလိုက်ကြည့် နော်လက်ရှိတိုင်းနယ်စပ်တောက်ဆောင်မှာရှိတဲ့စစ်ကောင်စီစခန်းအားလုံးတိတ်ပြီးတော်လိုင်းဒေတာစိုးမိုးလိုက်ပြီချက်ချင်းအပြောင်းလဲမဖြစ်နိုင်ကြိုက်တယ်လို့ပြောလဲလာဖြတ်လိုက်တယ်နော်အဲ့ဒါလို့လှုပ်ဖို့အတွက်ဝိုင်းတော့ဝိုင်းတော့ဝိုင်းတော့ပြောနေကြဒါပဲအဓိကကျွန်တော်တို့တွေကအားငါတို့ကထိုင်းနေကိုဝင်လို့မရဘူးနော်ထိုင်းရဲ့လက်ခံမရတယ်ဒဝင်ဖို့မပြောတာမဟုတ်ဘူးနော်နံပါတ်3ရဖို့အတွက်တင်းနဲ့နှစ်နဲ့ပေါင်းမှာ3ရတာမဟုတ်ဘူး1 3ခုပေါင်းလဲ3ရတယ်နော်3နဲ့3ရတာပေါင်းလဲ3ရတယ်အဓိကကဘာလဲကျွန်တော်3ရဖို့မလားအေးအဲ့လားပဲနော် ကျွန်တော်တို့တောင်းရဖို့အတွက်တင်းတဲ့နှစ်ပေါင်းလို့မရတိုင်းထိုင်းကြည့်နေလို့မရဘူးနော် တင်းတဲ့နှစ်လို့ပေါင်းလို့မရရင်တစ်သုံးလုံးပေါင်းလိုက်မယ်ကျွန်တော်တို့အဲ့ဒါမဲ့ထိုင်းရောဒီလမ်းဝင်လို့မရဘူးလားတန်တမိုင်းလမ်းကြောင်းဝင်လို့မရတော့ okay မဝင်ဘူးနော်မေဆက်တောက်ချောက်ကိုဘလို့ဆိုးမောင်းပေးပြလိုက်မယ်အဲ့ဒေတာမှာဆိုးမထားလက်နှက်ကင်ကိုဘာတွေဖြစ်စီပေးရမလဲပြည်သူနဲ့လက်တော်ကြီးလှုပ်ချလိုက်ရှင်းရှင်းလေးဒါမဲ့လင်းနှစ်ကြောင်း၅နှစ်တည်းဝင်လာပြီတော်တော့အဲ့နေဆက်တောက်ချောက်အခုဒီမရတယ်အကုန်လုံးနော်ရပြီးသားကရင်ပြည်နေကြီးပြန်ပေးလိုက်တယ်ရှက်စရာကြီးအဲ့တော့ပြည်သူတွေကဘာဖြစ်လဲစိတ်သက်ကြတယ် ငါဟဲ့လူပဲဖြစ်ကုန်တယ်အကုန်လုံးတော်လှန်ရေးကိုငါနဲ့ကိုက်တုတ်တဲ့အစင်ဖြစ်ကုန်တော့ဒါတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေเนาะအဲ့တော့အကျိုးစီးပွားတွေကိုခဏလေးပြစီပိတ်ထားလိုက်ပါเนาะတော်လှန်ရေးပြီးလုတ်ကြပါအကုန်လုတ်ကြပါဒီပွဲဟာအရေးကြီးတဲ့ပွဲမဟုတ်လို့ပါဒီပွဲမနိုင်ခမားတို့ကိုကျိုးစီးပွားတွေမခံဘူးဆိုတာတည်ထားလိုက်ပါเนาะဒါကြောင့်မို့လို့အားလုံးကအရေးကြီးရမယ့်အချိန်မှာသွေးစည်းညင်ညွတ်စာနဲ့ကျွန်တော်ဝိုင်းလုတ်ပေးကြပါလို့အားလုံးမြင့်တာရက်ခံပါ ဲဒါတော့ကိုစီသုံးတထားတဲ့တင်းမဖြစ်ပါဘူးเนาะအဲ့တော့ကျောင်းဒီလေးနှစ်ကျော် ကာလအတွင်းမှာဆိုရင်တော့အောင်မြင်မှုတွေရရှိတယ်ဆိုပေမဲ့လည်းပေါ့เนาะနိုင်ငံတကာတွေရဲ့အောင်ဒီယုံကြည်ရတဲ့ ဒီထောက်ခံမှုတွေတော့တော်တော်များများရှိသေးဘူးနော်အခုဆိုရင်တော့ဂျက်ဖက်မင်းအောင်လည်းကဒီရပိုင်းတည်းဒီလပိုင်းတည်းမှာဆိုမှာနော်ဒီတသမန်ကြီးရာဒီမှာသူစူးစမ်းတာတွေ့ရပါဘူးနော်အဲ့တော့ဘာပဲပြောသူ့ဘက်ကအောင်မြင်တဲ့အခြေအနေလို့ပြောလို့ရပါဘူးနော်သူ့ဘက်ကကြည့်တယ်ဆိုရင်တော့ဟိုတော့ကအရေးမပေးဘူးခုကနည်းနည်းလေးအရေးပေးလာရပါဘူးနော်အရေးအရင်ပေးလာမဟုတ်သေးဘူးဒါပေမဲ့လည်းနည်းနည်းတိုးတက်လာတဲ့အနေအထားတွေတွေ့ရတယ်အဲ့တော့အခုချိန်မှာဆိုရင်ဒီလိုမျိုးပေါ့နော်မလေးရှားဝန်ကြီးကအခုလိုမျိုးထိုင်းနိုင်ငံမှာခေါ်တွေ့တဲ့ကိစ္စမျိုးတွေရာဆိုတကယ်ဆိုရင်တော့မကောင်းဘူးပေါ့နော်အာသူ့သူ့ဘက်ကလည်းကြည့်နေသူ့အောင်မြင်မှုပေါ့နော်ကျွန်တော်ဘက်ကလည်းကြည့်နေတော့ဒါကနည်းနည်းတော့ စဉ်းစားစရာတွေရှိလာတယ်เนาะအဲ့တော့ ဒါဒီလိုမျိုးခံထားရမဖြစ်အောင်ပေါ့နော်ဖြစ်သွားလဲကိစ္စတော့မရှိသေးဘူးပေါ့ဘာလို့လို့ရတယ်လဲဆိုတော့ကျွန်တော်တို့စစ်ကိုနိုင်အောင်တိုက်ရင်တော့ဒီလူတွေဒီအာဆီယံဖွဲ့ဆိုတာကကျွန်တော်ဘက်ကအချိန်မီပြန်လှည့်လာတဲ့လူတွေဖြစ်ပါရနော်အဲ့တော့ဒီနေမီဆိုးမိုးထားနိုင်မှုကသာနောက်ဆုံးမှာကျွန်တော်တို့အပြေပြေးတော့ဖြစ်ပါရနော်အဲ့တော့ကျွန်တော်နေမီဆိုးမိုးတိုက်ပို့ပြီးတော့ဆိုးမိုးနိုင်ဖို့လိုတယ်အခုဆိုရင်ဒီထိုးစစ်တဲ့ရက်တက်တဲ့အနေထားလို့ဖြစ်နေတယ်ပေါ့နော်ဒီပမော်မှာလည်းရက်တက်နေတယ်လို့ဖြစ်နေတယ်ဒီအာရခတတော် A ဆိုရင်လည်းအထဲလေးကိုမရောက်နိုင်သေးဘူးနော်အဲ့တော့အဲ့ရောက်ပြီးလို့နေပြီးတော့အမြန်ဆုံးတိတ်နေတယ်ဆိုရင်တော့တိတ်ကြတယ်အဲ့ ဲ့အာဆီယံတို့တခြားနိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေအားလုံးကပေါ့နော်ဒီကျွန်တော်တို့ရဲ့တော်လိုင်းရေးဒီဘတ်ဂျန်ကိုမျက်နှာမူလာပြီဆိုတော့မြေကြီးလက်ခတ်မလဲဆိုတာကိုတုံ့တက်တင်ပြရင်ကျွန်တော်ဗီဒီယိုလို့ဆုံးသလိုက်ပါရနော်ဟုတ်ကဲ့စာဆုံးရှိပြကြတဲ့မိဘပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းမြေ့ပြည့်စုံပြီးတော့အကျန့်ဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးရည်ပေါင်းစုံပါခေလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ